မင်္ဂလာပါယောကနလာရဲ့မင်မင်မင်းရှင်းမှာဒီနေ့ကတော့မင်မင်ပေါ့เนาะအမြဲတမ်းလုံနေကြဖြစ်တဲ့ twin flame နဲ့ကိုနဲ့ဂျာကပေါ့เนาะထားတော့ pick up line လေးကိုတင်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကောင်းစဉ်ကတော့ကိုယ့်ရဲ့ twin flame နဲ့ပေါ့เนาะပြောရင်ကိုယ့်ရဲ့တစ်ဖက်လူနဲ့ကိုနဲ့ဘယ်ချိန်ပြန်တွေ့မှာလဲပြန်တွေ့ဖို့ဘယ်လိုသင်ခန်းစာတွေယူရမလဲဆိုတဲ့အရာကိုမင်မင်ပုံလေးလေးပုံနဲ့တင်ပေးထားပါတယ်စိတ်နှစ်သက်ရာတစ်ခုကိုရွေးချယ်ပြီးလို့ရှိရင် ရှုပေးပါ Hello ပိုင်ဝမ်လေးတွေမင်္ဂလာပါဒါကပိုင်ဝမ်ကိုရွေးထားတဲ့လူတွေအတွက်ပါကိုယ့်ရဲ့တစ်ဖက်လိုကကိုယ့်စီပဲတော့ပြန်လာမယ်ပဲချိန်ပေါ့နော် ပြန်လာမလဲပြောပြန်လာဖို့အတွက်ပိုင်သင်ခန်းစာယူရမလဲဆိုတော့ကိုယ့်ရဲ့တစ်ဖက်လိုပြန်လာဖို့အတွက်ဆိုလို့ရှိရင်ကိုက Empress Energy ဖြစ်နေရမှာပါ Empress Energy ဆိုတာက grounded ဖြစ်နေပြီဒီမှာဆိုလို့ရှိရင်ဒီ Empress ကကအကြည့်ရတာကောင်းပါလေးကလုံးဝမျက်လုံးမှာပြတ်သားမှုတွေရှိရဲသူ့ရဲ့ပုံစံကြည့်ရပါတော့ ်ကိုအောက်ကိုကိုးနိုင်တဲ့ abundance တွေဖြစ်တယ်ပေါ့နော်ပြီးတော့သူ့ရဲ့ဘဝသူသူကဥဆောင်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်တိုင်ပေါ့နော်ဘီနေကင်နဲ့ဝမ်းလေးပေါ့နော်ဒီဘီနေကင်နဲ့တုတ်ချောင်းလေးရှိတယ်ပြီးတော့ခေါင်းပေါ်မှာလည်းတရဖူနဲ့ကြည်ရတာလုံးဝနောက်မှလည်းဟိုဇာမနီငှက်ကိုတွေ့ဇာမနီလိုလိုဒရန်ကိုလိုလိုပေါ့နော်အဲ့ဒါကိုတွေ့သူကလုံးဝ new beginning ဖြစ်နေပြီဆိုတဲ့ပုံစံမျိုးပေါ့နော်အရင်က self လုံးဝမဟုတ်တော့ဘူး ပြီးတော့ဒီမှာ ဆိုလို့ရှိရင်ဟိုကောင်လေးပေါ့เนาะဒီမှာ masculine energy ရှိရဲ့သူကဒီ feminine energy ရှိရဲ့လူကိုလာပြီးတော့အခွင့်အရေးပေးတာဒါမှမဟုတ်စကားလာပြောတာမျိုးပေါ့เนาะအဲ့လိုမျိုးဖြစ်နိုင်တယ်အဲ့ချိန်မှာပြန်ဆုံနိုင်တယ်ပေါ့เนาะဆိုတော့ဘာတွေသင်ခန်းစာယူရမလဲဘာတွေသင်ခန်းစာယူရမလဲဆိုလို့ရှိရင်ကိုယ့်အတွက်ကိုရည်တည်နိုင်မျိုးကိုယ့်ဘဝကို ဒီထက်ပိုကြီးတိုးတက်လာဖို့အတွက်လှုပ်ဆောင်ရမယ်ဆိုတဲ့ဟာကိုပထမဆုံးအနေနဲ့မြင်တယ်။ဘာဖြစ်လို့ဆိုတော့ဒီ ASO 1အောက်မှာ the wall ကပ်ကြရတယ်။ဒီ the wall ကပ်အရာတော့ဒီကောင်မလေးဟာတယောက်တည်းပဲ။တယောက်တည်းပဲပြီးတော့ဒီကောင်မလေးကလုံးဝဘာပြောမလဲ။ the star နဲ့တောင်တူတယ်။ဘာသူ့လက်ထဲမှာတကယ်ကိုလင်းလက်နေတဲ့အရာလေးတခုကိုခြင်ထားတယ်အဲအဲ့လိုပေါ့နော်ပြလို့ရှင်သူကဘယ်လိုပြောမလဲဒီ ကံကောင်းမှုတွေပြောရှင် opportunity တွေအဲ့လိုဟာတွေအကုန်လုံးသူကလှမ်းခေါ်နေတယ်ဆွဲခေါ်နေတယ်ကိုရိုင်းပေါ့နော် attract လုပ်နေတယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးပေါ့နော်လုံးဝပြီးပြည့်စုံဖို့ အတွက်ပြပြဆုံးမှုဖြစ်ဖို့အတွက်တယောက်တည်းလှုပ်ဆောင်ရအောင်မယ်ပြီးလို့ရှိရင်ဒီမှာဒီမှာ ISO 1အရာဆိုလို့ရှိရင်အဲ့ဒီဟာတွေအတွက်ပေါ့နော်တယောက်တည်းမမမမရက်တီဖို့လိုအပ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ပြောလို့ရှိရင်တယောက်တည်းရက်တီနိုင်အောင်အတွက်ဟိုသင်ခန်းစာတွေယူအောင်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုကကြတော့ဟို9 dot swap နဲ့9 dot 1အဓိကအဖြစ်ကိုယ့်ရဲ့ဘဝမှာ ဒီ twin flame နဲ့ပတ်သက်တာလားဒါမှမဟုတ်လို့ရှိရင်တခြားကိုယ့်ရဲ့တခြားမိသားစုရေးလားအဲ့လို trauma တွေရှိတာမျိုးများရပေါ့เนาะအဲ့ trauma တွေကြောင့်ငိုရတာညတွေထိစိတ်ဆင်းရဲရတာအဲ့လိုရာလေးရှိတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကိုယ့်ရဲ့လက်ထဲမှာပေါ့เนาะလုံးဝလွတ်မချနိုင်တဲ့အကြောင်းအရာလေးရှိနေတယ်ဆိုတော့အဲ့ဒီအရာလေးတွေကိုလွတ်ချရမှာပြီးလို့ရှိရင် ကွက်ထားတွေအကုန်လုံးကိုသင်္ကန်းစာယူပြီးတော့ပေါ့နော်ရှေ့ဆက်အမှာပေါ့နော်ဒါမှပြန်တွေ့မှာဆိုတော့ဘလို့သင်္ကန်းစာတွေသင်ယူရမလဲဆိုရင်နော်ကိုယ့်ရဲ့ဒီမှာဒဏ်ရာတွေတို့နော်အိမ်ညာအမအိမ်နိုင်ရလောက်နာကျင်မှုတွေအဲ့ညာတွေကိုကိုယ်ကသင်္ကန်းစာယူရမယ် ပြီးတော့ကိုယ်ရလွှတ်မချနိုင်တဲ့အရာတွေအကုန်လုံးလည်းလွှတ်ချနိုင်မှုအတွက်သင်ခန်းစာယူရမယ်ပြီးတော့ဒီမှာကိုတယောက်ထဲယက်တီနိုင်မှုအတွက်လည်းသင်ခန်းစာယူရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာပြည့်ပြည့်စုံမှုတွေကိုအထရလုံးနိုင်မှုလည်းကိုကသင်ခန်းစာယူရမယ်ပြီးတော့အားလုံးပြီးလို့သင်ခန်းစာတွေပြီးလို့ဘီကင်းနင်းစတဲ့အခါကျတော့မှတစ်ဖက်လူကပြန်လာနိုင်လိမ့်မယ်တစ်ဖက်လူနဲ့ပြန်ဆုံတွေ့နိုင်လိမ့်မယ်ဆိုတဲ့အတိတ်ပဲပါ ဟယ်လိုပိုင်တူးလေးတွေမင်္ဂလာပါဒါကတော့ပိုင်တူးဝေထားတဲ့လူတွေအတွက်ပါဒီမှာကကိုယ့်ရဲ့တစ်ဖက်လူကိုယ့်ရဲ့ twin flame နဲ့ပေါ့နော်ဘယ်ချိန်ပြန်ဆောင်မလဲဘယ်တော့ပြန်လာမလဲပြီးတော့အဲ့လိုမျိုးပြန်ဆောင်မှုအတွက်ဘာတွေသင်ခန်းစာယူရမလဲဆိုတော့အဲအကြောင်းပြပြပြီးသွားပါမယ်ဆိုတော့ဒီမှာဆိုရင် the sun နဲ့ the star ကို နှစ်ကပ်ဆက်တိုက်ကြပါတယ်ဆိုတော့ပြောရလို့ရှိရင်နှစ်ယောက်လုံးလုံးဝ upgrade ဖြစ်သွားတဲ့ချိန်ကြတော့မှသူပြန်တွေ့နိုင်မယ့်ချိန်နေမျိုးပေါ့နော်အမ် tester ဆိုတဲ့တယောက်ကပေါ့နော် tester အကက်တဲ့ represent လုပ်တဲ့တယောက်ကတော့အဲ DF ဖြစ်နိုင်နေတာမို့လဲ feminine energy များတဲ့လူပေါ့နော်အဲမိန်းကလေးယောက်ျားလေးတော့မခွဲထားပါဘူးအဲ့လိုမျိုးဖြစ်တဲ့လူကအဲဒီမှာ tester ဖြစ်တဲ့အတွက်ကြောင့်မလို့ သူ့သူ့အတွက်အောင်မြင်ကျော်ကြားမှုတစ်ခုခုရနိုင်တဲ့အချိန်မျိုးမှာပြန်တွေ့လိမ့်မယ်။အောင်မြင်ကျော်ကြားမှုဆိုတာကနာမည်လုံးဝကြီးပြီးတော့အဲ့လိုကဘာကျော်နိုင်ငံကျော်အဲ့လိုဟုတ်ချင်မှာဟုတ်မယ်။ဥမာသူက tarot reader တရားလုပ်တယ်ဆိုလို့ရှိရင်သူ့ရဲ့ဂုဏ်သတင်းကအော်သူကအဲသူတော်လိုက်တာသူကအယမ်းမှန်လိုက်တာစသည်ဖြင့် အဲ့လိုမျိုးပေါ့နော်သူ့ရဲ့နာမည်ဟာတဖြည်းဖြည်းခုံတရင်ကြီးလာတဲ့အချိန်မျိုးမှာပြန်တွေ့နိုင်တယ်။နောက်တစ်ယောက်သစန်းအနေနဲ့ကသူ့ရဲ့ဘဝမှာပျော်ရွှင်အောင်နေတတ်လာတဲ့စသည်ဖြင့်အဲ့လိုအခြေအနေမျိုးမှာပြန်ပြီးတွေ့ဆုံနိုင်လိမ့်မယ်။အော်မင်းမင်းကပြောလို့ရှိရင် အချိန်နေမမှန်းတတ်တဲ့လူဆိုတော့ အချိန်ကတော့မှန်မပေးလိုက်ဘူးเนาะဘာလို့ဆိုတော့မင်းမင်းကအချိန်ဒီပိုင်းမဟောတတ်ဘူးစာကလေးอ่ะဆိုတော့နောက်တစ်ခုကကြတော့ဘာတွေသင်ခန်းစာယူအောင်လဲတိုင်းတော့1ကကြတော့ DM ပေါ့เนาะတပိုင်း masculine ကိုညွှန်ပြနေဒီတပိုင်း masculine ကပေါ့เนาะသူ့ရဲ့ပုံမှာသူကိုယ်တိုင်ရက်တီနိုင်ပြီးတော့လုံးဝ new beginning ဖြစ်လာတဲ့အထီးသင်ကန်းစာယူရမယ်ဆိုတော့ယက်တီနိုင်မှုအတွက်သူသင်ကန်းစာတွေယူစရာရှိရဲဆိုတာမျိုးပေါ့နော် ဘယ်လိုမျိုးလဲဆိုတော့သူကပေါ့နော်မိမိရဲ့ဒီတွေးမှာဘယ်လိုမျိုးလဲဆိုတော့ဒီမှာ Nairo Pandike တို့ဘာလို့မြင်ရတဲ့အတွက် အလုတ်ရာတို့လို့အဲ့လိုမျိုးတိုးလာတဲ့အချိန်မျိုးပေါ့အဲ့လိုမျိုးတိုးလာဖို့အတွက်음သူ့အနေနဲ့ယူရမဲ့သင်ခန်းစာလေးရှိရပေါ့နော်ဆိုတော့အဲ့လိုတိုးလာမှပြန်ပြီးတော့ส่งနိုင်မယ်နောက်တစ်ခုကကျတော့ဒီ DF ကစောင့်ဝလိမ့်မယ်တွတ်စောင့်ဝတဲ့သင်ခန်းစာကိုသင်ယူရမှာစောင့်ရင်လည်းစိတ်ရှိရှိစောင့်နိုင်ဖို့အတွက်ပေါ့နော်စိတ်ရှိရှိစောင့်နိုင်တဲ့ဒီသင်ခန်းစာကိုသူယူရလိမ့်မယ်အဲအဲ့လိုမျိုးပေါ့နော် အဲ့ဒါက DF ကယူအောင်မဲ့သင်ခန်းစာနောက်တစ်ခုကကြတော့ဒီမှာထန်တော့ဖန်တိကအရာတော့ဟိုကိုယ်နေလည်းပြောလို့ရှင် DF ကလုံးဝဒီမှာစောင့်ရမဲ့ energy လဲပါတယ်ပြီးတော့ဒီမှာထန်တော့ဖန်တိကအရာဆိုလို့ရှင်တော့ Empress energy နဲ့နဲ့ဆင်းနေခံစားရပေါ့နော်ကက်ကနေပြီးတော့ဆိုတော့ပို့ပြီးရင်းချက်ပြီးတော့ဒီထက်ပို့ပြီးတော့ဒီအခြေအနေတွေကိုပေါ့နော် handle လုပ်နိုင်တဲ့အရာမျိုးဖြစ်လာအောင်ထိသင်ခန်းစာတွေယူရမယ်လို့မြင်တယ် ပြီးတော့နောက်တစ်ခုကကြတော့ဒီမှာ Nairo Pandike ဒါကတော့ခုနပြောလိုပဲ Divine Masculine ရဲ့ energy လို့ထင်တယ်။သူကယာဒူးတွေတိုးသွားတာအဲဘလို့ရှင်နောက်ဟိုအခွင့်လန်းတစ်ခုပေါ့နော်သူ့ရဲ့ဘဝမှာအကြီးကြီးကျယ်ယာဒူးတိုးတာအလုံရသွားတာစသဖြင့်အဲ့ခွင့်လန်းကြီးကြီးတစ်ခုရဖို့အတွက်ပေါ့နော်သူတင်ငန်းစာယူအောင်မလေးရှိတယ်ဆိုတော့အဲ့လိုတင်ငန်းစာလေးယူပြီးရောမှာနှစ်ယောက်သားပြန်ဆောင်အောင်မှာ ဒီကတ်တွေကိုကြည့်ချင်အဖြစ်ပေါ့နော်မေမေဒီနေ့ဟောတာကနဲသွားလိမ့်မယ်ဒါပေမဲ့မင်းလည်းဒီကတ်တွေအတိုင်းဟောပြတာပဲ ဆိုတော့နောက်နေ့တကယ်လို့ရှေရှေလေးဟောလို့ရရင်တော့ဟောပေးမယ်မင်းမင်းလဲဘယ်ပြောမလဲ6ကတ်စီထုတ်တာပဲဒါပေမဲ့ဒီလိုပဲဟိုတိတိကျကျဖြစ်သွားတဲ့အတွက်ကြောင့်ဘောနော် universe အနေနဲ့တိတိကျကျဒီလောက်ပဲနည်းနည်းပဲဟောဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်ထင်တယ်ဆိုတော့တကယ်လို့တူသွားလို့ရှိရင်ဒီဘောနော်ပိုင်တူးလေးတွေအနေနဲ့တခြားပိုင်တွေရောဘောနော် နားလည်ပေးပါလို့ hello ပိုင်သရီးလေးတွေမင်္ဂလာပါဒါကတော့ပိုင်သရီးလေးတွေအတွက် meridian မှာကိုရဲ့ twin flame တစ်ဖက်လူအားဘယ်တော့ပြန်လာမလဲပြန်လာဖို့အတွက်ဘာတင်ကန်းစာတွေယူရမလဲဆိုတဲ့အရာပါအဲဒီမှာဆိုလို့ရှင်တတိပဲကတ်ကြပါတယ်ပြလို့ရှင်ထန်တော့ခပြောလို့ရှင်နှစ်ယောက်သားက happy ending ရနိုင်တယ်ဒါပေမဲ့ happy ending ရနိုင်ဖို့အတွက်တတိယလူရှိနေပါတယ်အဲ့ဒီတတိယလူပြီးဆုံးသွားမှ 10 knot cup အရာပြန်ပြီးတော့ဆုံနိုင်မယ်ဆိုတဲ့ဟာမျိုးတွေ့ရပါတယ်တတိယလူကတော့ နပြောလို့အမျိုးသမီးတယောက်ဖြစ်နိုင်တယ်ပေါ့နော်ဒီမှာတတိပဲကအမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်ဒါပေမဲ့အမျိုးသမီးဟုတ်ချင်မှလည်းဟုတ်မယ်အခြေအနေတစ်ခုခုလည်းဖြစ်နိုင်တယ်ဒါကခါမစ်တစ်ခုပေါ့နော်တပ်ပါတီဆိုတဲ့လူလည်းဟုတ်နိုင်တယ်တခြားအခြေအနေလည်းဟုတ်နိုင်တယ်ဒါပေမဲ့လူလည်းဖြစ်နိုင်ရရှိရပေါ့နော်မိန်းကလေးတယောက်လည်းဖြစ်နိုင်ရရှိရဆိုတော့အဲ့ဒီကပြီးဆုံးသွားမယ်ဆိုလို့ရှိရင်တော့နှစ်ယောက်သားပြန်ပြီးတော့အဆင်ပြေနိုင်ပါတယ်ပြီးတော့နှစ်ယောက်သားယူရမယ့်သင်ခန်းစာကဘာလဲဆိုလို့ရှိရင် A ီဆော်ဖန်တီကဲနဲ့သူရောဆော့ပြောရင်နှောက်သားမှာတယောက်ကဆုံးဖြတ်ချက်မပြတ်သားဘူးတတိယလူရှိတဲ့အတွက်ကြောင့်မလို့ဆုံးဖြတ်ချက်မပြတ်သားတာဒါတဘာဝပဲဆိုတော့ဘသူ့ကိုယူရမလဲဘေးရောင်ယူရမလဲစသည်ဖြင့်သူ့ရဲ့ဘဝမှာအမြဲတမ်းဟိုလမ်းကိုဘယ်လမ်းယူရမလဲစသည်ဖြင့်ပုံမှန်အားဖြင့်တော့ဆုံးဖြတ်ရခက်တဲ့လူမျိုးဖြစ်နိုင်မယ်တယောက်ကတော့ဘောနော် နောက်တယောက်ကကြတော့အီဆော့ဖန်တီကယ်ရပါဘောနော် ဆိုတော့ဒီမှာ ESOP ဖန်တီးခဲ့ရဆိုလို့ရှိရင်အဲ့ချက်ကကျတော့သူ့ရဲ့ဘဝမှာပြည့်စုံမှုတစ်ခုခုလိုအပ်တယ်။ငွေကြေးပေါ့နော်။ငွေကြေး stable ဖြစ်ဖို့လည်းဖြစ်နိုင်တယ်။အဓိက သူ့ရဲ့ဘဝမှာပေါ့နော်ဒီမိသားစု ပေါ့နော်မိသားစုကလှုပ်ခိုင်းနေမျိုးဖလား။ဒါမှမဟုတ်မိသားစုကလုံနေတဲ့အလုပ်ငန်းတစ်ခုအဲ့လုပ်ငန်းကိုဝူးဆောင်နိုင်ရမယ်။ဝူးဆောင်နိုင်မှုအတွက်သင်ခန်းစာပါလာတယ်ပေါ့နော်။ နောက်တစ်ခုကကြတော့ Six of One နဲ့ Trio Cup ပြောရင် DF အနေနဲ့ကတော့ဒီ Trio Cup အရာဆိုလို့ရှိရင်လုံးဝသူ့အနေနဲ့ ground up ဖြစ်မှရမယ် ground up ဖြစ်ဖို့အတွက်သင်္ကန်းစာယူရလိမ့်မယ်မဆစ်ဆော့အဝမ်းရတော့ DM DM အတွက်ကြတော့အဲဘယ်လိုပြောရမလဲလုံးဝသူ့အတွက် celebration တို့ new beginning တို့အဲ့လိုမျိုးဖြစ်နိုင်ဖို့အတွက်အဓိကကတော့လို့ တယောက်တည်းခီးသွားနိုင်မှုပေါ့နော်တယောက်တည်းလှည့်လည်းခီးသွားဥမာခီးသွားတယ်ဆိုတာကပြောလို့ရှင်ဟိုလိုကြီးခီးသွားတာမဟုတ်ဘဲနဲ့တယောက်တည်းလှုပ်ဆောင်နိုင်မှုတော့ဥမာအလို့ဆိုလဲအရင်နှုန်းကဆိုမိသားစုနဲ့တူတူလုပ်တယ်ပဲထားအဲ့လိုမဟုတ်ဘဲနဲ့တယောက်တည်းကိုလန်းကိုရှောက်နိုင်မှုအတွက်တင်ငန်းစာရလိမ့်မယ်ဆိုတော့ဒီ DM အနေနဲ့ကတယောက်တည်းဒီလို ကိုယ့်ရဲ့ဒီမိသားစုလုပ်ငန်းပဲဖြစ်ဘလို့ပဲဖြစ်ဖြစ်အဲ့လိုလုပ်ငန်းတစ်ခုခုပေါ့နော်ဟိုတယောက်တည်းတူရဲပေါ့နော်ဦးဆောင်နိုင်တဲ့အထိအဲ့လိုသင်ကန်းစားရင်ရှူဖို့ရှိတယ် DF အနေနဲ့ကတော့ကိုယ့်ရဲ့ဘွားမှာ grounder ဖြစ်ဖြစ်နဲ့ ဘယ်ရောက်ဘယ်လမ်းကိုကိုရွေးချယ်မလဲကိုပါကိုရွေးချယ်မလားဒါမဟုတ်တခြားသူကိုမျော်လင့်ရင်းနဲ့ပဲအချိန်ကုန်ဆုံးမလားဆိုတဲ့ဟာမျိုးကိုကိုကရွေးချယ်ဖို့ရှိတယ်ဆိုတီးကြပေါ့ပေါ့နော်ကိုအနေနဲ့ကတော့ကိုကိုရွေးချယ်ဖို့အတွက်ကြံပြူတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်မှာတတိယလူရှိနေတဲ့အတွက်ကြောင့်ကိုယ့်ကိုရွေးချယ်တာတော့အကောင်ဆုံးပဲဒါကတော့ by 3 lay drop ဖြေပါနောက်တစ်ခါကျရင်တော့ဒီထက်ပိုပြီးတော့ရှည်ရှည်လေးတင်ပြပါမယ် နားထောင်ပြီးအကျေစွတင်ပါတယ်ဟယ်လိုပိုင်ဖိုးလေးတွေမင်္ဂလာပါအဲဒါကတော့ပိုင်ဖိုးကိုရွေးထားတဲ့လူတွေအတွက်ပါအဲဒီမှာကတော့သိရမလားကိုယ့်ရဲ့ဒီတစ်ဖက်လူကိုယ့်ရဲ့ twin flame ကပဲအချိန်ပြန်လာမလဲပြန်လာဖို့အတွက်ဘာတင်ကန်းစာယူရမလဲဆိုတဲ့အရာအတွက်ဖြေသွားပေးမှဖြစ်ပါတယ်ဒီမှာကဒီမှာ hunger man နဲ့ဒီ hermit ကကိုတွေ့ကြတာဖြစ်တဲ့အတွက်ကြောင့်မို့ကြာတော့တော့ကြာလိမ့်မယ်တော်တော်လေးကိုစောင့်ဆိုင်းရမယ်ဆိုတဲ့ energy မျိုးကိုတွေ့ရတယ်ဟို စောင့်ဆိုင်းရတာတခြားရာကြောင့်မဟုတ်ဘဲနဲ့ဂျားထဲမှာအဲ့လို hesitate ပေါ့နော်အဲ့လိုဖြစ်နေရမျိုးပေါ့တစ်ဖက်ဖက်ကဆက်သွယ်ဖို့အတွက်ကိုကြာနေတာဆက်သွယ်ဖို့အတွက်ကိုစဉ်းစားနေတာဆက်သွယ်မလို့စဉ်းစားလိုက်တိုင်းတော်ပါပြီစသည်ဖြင့်အဲ့လိုမျိုးနှောက်နှေးနေတာမျိုးလေးရှိပါတယ်ဒီမှာကဟာမီကတ်အရဆိုလို့ရှင်တော့ ရှင်းစားနေရပေါ့နော်လုံးဝတည်တည်ချာချာလေးကိုထိုင်ပြီးတော့စဉ်းစားနေတာမျိုးကိုတွေ့ရပါတယ်ဆိုတော့ဘယ်ချိန်ပြန်တွေ့မလဲဆိုတော့ပြန်တွေ့မဲ့အချိန်ကတော့ကြောင်မယ်ဘာဖြစ်လို့လဲဆိုတော့တေချာလေးစဉ်းစားနေတာကြောင့်မို့လို့ဆိုတာမျိုးကိုတွေ့ရပါတယ်ဆိုတော့ဘာတင်ငန်းစာယူမလဲဘာတင်ငန်းစာယူရမလဲဆိုလို့ရှင်တော့7.1ရယ်7.2ရယ်အဲဒီအမအနေနဲ့ကတော့ သူကပို့ပြီးတော့ဘယ်လိုပြောမလဲဆိုတော့သူ့ရဲ့ဘဝကနည်းနည်းလေးလှုပ်ရှား touch တွေများလုံးတယ်။အဲဒီလှုပ်ရှား touch တွေထဲမှာသူ့ရဲ့ဘဝအတွက်တကယ်ရေးကြီးတဲ့ touch တစ်ခုကိုစပြီးရွေးချယ်နိုင်တဲ့အချိန်အဲ့လိုရွေးချယ်နိုင်မှုအတွက်သင်ခန်းစာတွေယူရမယ်။ပြောရင်လူတိုင်းမှာလုံးဆရာလုံးများတယ်။ဒါပေမဲ့ကိုယ့်အတွက်ပေးရကအရေးကျိုးအရေးကြီးဆုံးလဲဆိုတာကိုကိုကသိရမယ်။အဲ့ဒီအရာကိုကိုကလုပ်နိုင်ရမယ်၊လုပ်တတ်ရမယ်ပေါ့နော်။အဲ့လိုသင်ခန်းစာမျိုးသူရမှပေါ့နော်ရဖို့တော့ရှိရပေါ့နော်။ ပြီးတော့ DF အနေနဲ့ကြတော့ဒီမှာ Seven Not So DF ကကြတော့ကိုယ့်ရဲ့ဒီဘုံပေါ်မှာထမ်းထားတဲ့ဒဏ်ရာတွေပြောရှင်နောက်ကိုပြဿနာတွေ trauma တွေစသည်ဖြင့်မကောင်းတဲ့ energy တွေပြောအလေးပင်တွေကို ထားပစ်ခဲ့ဖို့အတိတ်ကိုခဏခဏတုံတည်ရမလားပြင်ပြန်ကြော့ကြည့်ပြီးရောဟိုကိုယ့်ရဲ့ဘဝမှာလေးလံမှုတွေကို တည်မလားပြင်ပြန်မတွေးနိုင်ဖို့အတွက်ထားပြနိုင်ဖို့အတွက်လက်ကိုလှုပ်ဖို့အတွက်သင်ခန်းစာယူရလိမ့်မယ်ပြီးတော့နောက်တစ်ခုသင်ခန်းစာကတော့ဒီဒီမှာဆိုရှင်တော်တော်ရှင်းလင်းတယ်ဒီ DM ကဒီမှာလဲဆုံးဖြတ်နေတာပေါ့เนาะတော်တော်ကြာကြာစဉ်းစားနေတာဖြစ်တဲ့အတွက်ခင်းတော့ဆွာဖြစ်တဲ့အတွက်သူ့ရဲ့ပြက်သားမှုပြက်သားနိုင်မှုအတွက်သင်ခန်းစာယူရမယ်ဆိုတာမျိုး ဒီမှာလဲလို့ပဲသူ့ဘွားအတွက်တကယ်ရည်ကြီးတဲ့အရာကိုဆုံးဖြတ်ဖို့လိုတယ်ဆိုတာပြည့်ပြည့်စုံစုံဆုံးဖြတ်ဖို့အတွက်ねတော်တော်ကိုပြော resonate ဖြစ်တယ်။ဆိုတော့သူ့ဘွားမှာဘာရည်ကြီးရလဲ။ဘာကိုရွေးချယ်ဖို့လိုရလဲဆိုတော့ပြည့်ပြည့်စုံစုံလုံနိုင်ဖို့အတွက်သင်ခန်းစာပေးနိုင်မယ်။ DF အတွက်ကကျတော့ turn off swap DF မှာကလုံးဝဘယ်ပြောမလဲတန်ရာတစ်ချက်တွေတော်တော်များတယ်။ အတိတ်ကအကြောင်းအရာတွေတော်တော်များတယ်။အဲ့အတိတ်ကအကြောင်းအရာတွေအားလုံးကိုပြီးသက်တေချာလေး that energy တို့ပုံစံမျိုးတည်ဆုံးအောင်လှုပ်ပြီးသည့်အထည်ပေါ့နော်။ဒီအတိတ်ကအရာတွေကိုလုံးဝခြံထားခဲ့ပြီးတော့သွားနိုင်ဖို့အတွက်ကိုပဲအဓိကထားပြီးတော့ဒီဘဝမှာတည်ယူရလိမ့်မယ်။အဓိကဒီလူဒီ DF မှာကတန်ရာတန်ချက်တွေအများများတယ်။ တခြားလူလုပ်တဲ့တန်ရာတချင်မဟုတ်ကိုကိုတိုင်းထိုးခဲ့တဲ့ဓာတ်ကြီးပဲအဲ့လိုခံစားရတယ်။သူများတကကလာပေးတဲ့တန်ရာကရှားတယ်။ကိုကိုရန်ကောဓာကြီးကတန်ရာပါဆိုပြီးတော့ဓာကြီးကနာကျင်မှုပါဓာကြီးကငါ့အတွက်အရင်နဲ့နာတဲ့ရာပါဆိုပြီးတော့ကိုကိုရန်တည်မလားစိတ်ကူးရင်နဲ့စိတ်ကူးရင်နဲ့ထိုးခဲ့တဲ့ကိုရင်ကိုထိုးခဲ့တဲ့ဓာတ်ရမ်းများတယ်။ဆိုတော့အဲ့ဓာတ်ကြီးအားလုံးကိုဖြုတ်ချထားနိုင်မှုအတွက်ဒီဓာတ်ကတ်နဲ့အတူ ြီးဆုံးသွားဖို့အတွက်သင်ကန်းစာတွေယူရလိမ့်မယ်။ဒီအရာတွေအားလုံးပြီးတော့မှတွေ့ဆုံနိုင်လိမ့်မယ်။ဆိုတော့ဒီအရာကနှုံးနှစ်ဖက်နဲ့အများကြီးဆိုင်တယ်။ဒီ DM ကတကယ်ကိုပြစ်သားနိုင်တယ်။ဆိုလို့ရှိရင်တော့ဒါသေးကြပေါ့ဟိုနှစ်ယောက်တွေ့ဖို့အတွက်ဆုံးဖြတ်နိုင်တယ်ပေါ့နော်။နှစ်ယောက်ပြန်ဆင်ပြေဖို့အတွက်ပြန်ပြီးတော့ဆက်သွယ်ဖို့အတွက်ဆုံးဖြတ်နိုင်လိမ့်မယ်။ DF ကလည်းအဲ့လိုပဲကိုကိုကို ready ဖြစ်ဖို့ဆိုလို့ရှိရင် ဒီကိုကိုကိုထိုးထားတဲ့ဓာတ်တွေကိုတေချာလွတ်ချပြီးတော့ဒီတန်ရာတွေကိုတေချာလေးဟင်းနှင်းလောက်ကိုလိုအပ်တယ်။ခြံထားခဲ့ဖို့အတိတ်အတိတ်ကအရာကို တိတ်မှခြံထားခဲ့ဖို့လိုအပ်တယ်။အဲ့လိုဆိုလို့ရှိရင်တော့နှစ်ယောက်သားပြန်ပြီးတော့စုံနိုင်နိုင်မယ်။